မိုင်ရှင်များအားလုံးပဲမင်္ဂလာပါဒီနေ့ခါတော့ကျွန်တော်တို့ဒီအထီးကြီး၃လုံးတူနေတာလေးကိုကျွန်တော်တို့မိုင်ရှင်များတရားအောင်တွင်နေတဲ့ကွာရှင်ပြပေးသွားမှာဖြစ်ပါတယ်ဘာလို့ပင်ရှင်အထီးကြီး၃လုံးယူတဲ့နည်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကဏ္ဍကတူနေတဲ့အတွက်ကြောင့်ပေါ့နော်အားကောင်းနေစွာလေးမိုင်ရှင်များတရားအောင်ပေါ့နော်နံပါတ်စင်ဆက်စကုနစင်နစတဲ့ကနေစာပြပြပေးသားမယ်ပေါ့နော်နံပါတ်တိကနေတော့ကျွန်တော်ပြရတော့ဘူးခြေတော့မှရှုလို့ပေါ့နော်ဒီခွန်ရှိကိုကီဖြစ်ပါတယ် ရှာပြီးတော့တာ909ဆိုရအတွက်ခွန်ရ9ရအပြည့်ဖြစ်ပါတယ်ဗောနော909နံပါတ်20မှာတော့တင်းနေ3ကီးဖြစ်ပါတယ်3တလုံး3ည63ဖြစ်ပါတယ်ခွန်89ကီးမှာတော့395 9ဒလုံးအလေထိုင်နေရကပါနော်။၃မြတင်းနေမှာ၆၃မြ၃ဆိုရဲအတွက်၃မြတလုံးရှားပေးသွားတယ်။တင်းနေ၃ကီမှာတော့၆မြ၆ဆိုရဲအတွက်ညဒလုံးအလေထိုင်နေရကပဲထပ်ပြီးရှားပေးသွားတယ်ပါနော်။၃မြတင်းနေကီမှာတင်းဒလုံး၄၈၁၉ဒုံမြတကီမှာတော့၉ဒလုံး၅၉၈ဖြစ်ပါတယ်။ တင်းနေတုံးကီထဲကတည်တနုံတည်တည်လျှောက်ပါနော်လေးငါလျှောက်ထဲကလျှောက်တလုံးလျှောက်ကူတုံညာဖြစ်ပါတယ်ခဏနေကြရင်ကျွန်တော်တို့တန်းနီးရှာပြီးသွားမယ်ပေါ့နော်အဲ့ဒီနီးတိုင်းပဲဒီဟာလေးရတာလေးပြန်ရေးပြီးထားတာဖြစ်တယ်ပေါ့နော်ငါလျှောက်ခွန်ကီးမှာငါတလုံးငါတုံညာလေးလေးငါလျှောက်ထဲကငါတလုံးငါတုံညာတော့လျှောက်ခွန်ရှိတဲ့ကလျှောက်တလုံး336ပါနော်ညစ်3လေးထဲကလေးတလုံး336 တောင်ညာလေးတိငါရှောက်ခွန်တဲ့ကခုနှစ်တလုံးရှောက်ရခွန်ရပါနော်ရှေရှောက်ခွန်ရှစ်ကူတောင်ညာကီးတဲ့က6တောင်ညာ6တောင်ညာတလုံးအလေထိုင်ညာက ဖြစ်ပါတယ်တင်းနှစ်တုံးကီးတဲ့ကနှစ်တလုံး6ရှောက်ညငါရှောက်ခွန်တဲ့က6ရှောက်5ဆိုတဲ့အတွက်6တလုံးထိစီနဲ့အလေထိုင်ညာမှာဖြစ်ပါတယ်6ရှောက်5ပြီးတော့ဒီဖက်စာမျက်နှာမှာ9ရှောက်ညဖြစ်ပါတယ်ဗောနော်ထပ်ပြီးလေ့လာကြအောင် ဒီ30နဲ့ခုနှစ်မှာကိုတော်များတက်ကြီးရတာဖြစ်ပါတယ်ကိုရှောင်းနေဆွေအတွက်ကိုတလုံးထိတ်နေရာကခြားပေးသွားတယ်နေ3လေးထဲက4တလုံးတော်ညာ၄လေးနေ3လေးကြီးပဲဒီမှာ3ပင်ဆက်သေးရတယ်ပေါ့နော်နေတလုံးညနေတဲ့နောက်ထပ်နေ3လေးထဲက4တလုံး3ရံလေးရပေါ့နော်8လေး3ဖြစ်ပါတယ်၃တလုံးကအပိတ်နေရာကဖြစ်ပါတယ်ပေါ့နော်ခွန်ရှိကိုကြီးထဲကရှင်းရှောက်၃ဆွေအတွက်၈တလုံးထိတ်စီးနေရာကဖြစ်ပါတယ် ရှစ်ကူတုံများထဲကတုံများရဲ့ကိုရဲ့ညစ်တုံများကိုဝန်းချေအနေနဲ့ပေါ့နော်ကူတုံများတိကီမှာကိုတလုံးခွန်ခွန်ကိုကူတုံများတိကီမှာခွန်တုံများတလုံးခွန်တုံများတုံများညစ်တုံလေးထဲကတုံးတလုံးတုံးခွန်ခွန်ကူတုံများတိကီထဲကကိုတလုံးရှစ်ကူလေးဆိုပြီးတော့အကျဉ်းအဖြစ်40နဲ့6ကျဉ်းတူချပေးသွားခဲ့ပြီးပြီဖြစ်ပါတယ်ပေါ့နော်โอเคဒါလေးကိုကျွန်တော်တို့မိတ်ဆွေများ သနည်းလေ့လာလို့ရအောင်ထမံများဝေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဗောနော်မရှင်များအနေနဲ့လေ့လာကြည့်ဗောနော်မိမိတို့အာဖြစ်နိုင်တဲ့ဟာလေးကိုပဲရွေးချယ်အသုံးပြုပါဗောနော်โอเคဒီမှာဆိုရင်တုံများနေ66ဗောနော်ရှောင်းရှောင်းကဒီကိုမှာကိုရှောင်းနေမှာကိုတလုံးတုံများလေးလေးနိနေတိရှင်လေးတောင်းရှေရှောင်းတောင်းနှစ်တော်များကိုခွန်ခွန်ကိုခွန်တော်များတော်များ3ခွန်ခွန်ရှေကိုလေးဆိုပြီးတော့ 40နဲ့6ကြိမ်အထိခြားပေးသွားခဲ့ပြီးပြီဖြစ်ပါတယ်။ဒါလေးကတော့သူ့ရဲ့ယူရဲနီးဖြစ်ပါတယ်ပေါ့နော်။ Okay ဒီယူရဲနီးကိုကျွန်တော်တို့အစားအနေတော့မပြတော့ဘူးပေါ့နော်။ဒီခွန်ခွန်ကိုသပင်ကနေခွန်3ည3ည6ပေးသွားခဲ့တဲ့အထီးကိတွန်းနီးကိုကျွန်တော်တို့အတူတူလေ့လာကြည့်မယ်ပေါ့နော်။ဒီရှစ်ကတစ်ကြိမ်ဖြစ်ပါတယ်။အရှိဆုံးရှစ်ကတကြိမ်ဆိုတဲ့အတွက်ရှင်းကြီးလိုက်မယ်ပေါ့နော်ဒီလေးက၃ကြိမ်ပေါင်းထားတာဆိုတဲ့အတွက်ဆက်နေရမယ် နေပေးကြီးမယ်ပေါ့နော်ရှင်းတဲ့ချိန်က16ကို6ခွဲကြီးမှာဖြစ်ပါတယ်ဒီလေးရက်နောက်ထပ်အပေါ်မှာ9နဲ့ထပ်ပေါင်းရတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီမှာရှင်းရက်နေ့ရက်ပေါင်းရှင်း30ပေါ့နော်ရှောင်းနဲ့လေးပေါင်းရှင်း30ဒီမှာ9ဒလုံးကြံတယ်ပေါ့နော်ဒါကြောင့်မို့9ဒလုံးကို9တုံများတိအထီကြီးဆိုပြီးယူလိုက်တာဖြစ်ပါတယ် ်ဒီကုတုံညာတိကီမှာတော့ခွန်တုံညာတုံညာဆိုတဲ့အတွက်အတိကီတုံညာတစ်လုံးဒီဟလေနဲ့အပိညာမှာဖြစ်ပါတယ်တုံညာတစ်လုံးခွန်တုံညာတုံညာဖြစ်ပါတယ်ပြန်ပြီးပြပေးသားမယ်ပေါ့နော်ကုတုံညာတိကီမှာခွန်တုံညာတုံညာဆိုပြီးတော့40နဲ့၄ချိန်မှာရည်ပြပေးထားတယ်ထပ်ပြီးတော့ဒီ2 3 4 3 0 0ချပေးသွားတဲ့တပည့်ကိုတွေ့ပြမယ်ပေါ့နော် ဒီ9ကတစ်ကြိမ်ဖြစ်ပါတယ်ရှစ်သုံးဒီက20နဲ့4ကို4ပဲယူမယ်ပေါ့နော်ဒီ4က9ကြိမ်ဆိုတဲ့အတွက်ရှစ်ဖြစ်ပါတယ်နောက်ထပ်ဒီ6ရဲ့ဘုံမှာရှိတဲ့9နဲ့ထပ်ပေါင်းပေးရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီမှာ6ရက်4ရက်ပေါင်းရှင်30 5ရက်က73 39ပေါင်းရှင်12ရက်အတွက်ကြောင့်မို့အတွင်းအရာ2 3လေးကီလိုယူမှာဖြစ်ပါတယ် ဒီနေ့၃လေးကီ၃လုံးထဲက၃တလုံး၃000ဆိုပြီးတော့အဲ့ဒီမှာရှားပေးထားတာဖြစ်ပါတယ်၃တလုံးပါနော်၃ထိတ်၃000ဖြစ်ပါတယ်နေ့၃လေးထဲက၃000ဆိုပြီးတော့ဒီမှာရေးပြထားတယ်ပေါ့နော်ထပ်ပြီးတော့ဒီ၉တုံးများတင်ရတာကိုထပ်ပြီးရှင်းပြပြတော့မှာဖြစ်ပါတယ်၃၀၀တပြားနီးအပေါ်ကယူတဲ့နေ့တိုင်းပဲပေါ့နော်၈တကြိမ်ဒီ၆က၃ကြိမ်၁၈ကို၈ပဲယူမယ်ပေါ့နော်နေ့၂ကြိမ်ပေါင်းရှင်းက၄ ၃ညရဲ့၉ရဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်။ရှင်းနှစ်ကြိမ်ပေါင်းခြင်းက16ပေါ့နော်16ကို၄နဲ့ပေါင်းရင်20 20နဲ့9ကို9တလုံးကျန်တဲ့အတွက်9တုံများတိကီးဖြစ်မယ်ပေါ့နော်။အဲ့မှာတွေ့ရှားပြီးသွားတာက8964ဆိုတဲ့အထီးကြီးကိုးတလုံးကအလေထိုင်နေရကခြားပြီးသွားတာဖြစ်ပါတယ်။ဒါကြောင့်မို့ကိုးတုံများတိကြီးမှာ8964ဆိုပြီးတော့ဒီမှာရေးပြထားတယ်ဗောနော်။ โอเคဒီနေ့အတိုင်းနာထပ်ပြီးရှားပြီးငါစွာလေးတွေ့ပြပေးတော့ပါမယ်ဒီရှစ်ကတစ်ချိန်ပါနော်ခွန်က၃ချိန်အဘွားလူမျိုးပဲပါနော်ခွန်၃27ကိုတိပဲယူมาဖြစ်ပါတယ်တစ်၂ချိန်ပေါင်းရှင်းကနေပါနော်နောက်ထပ်6ရက်9ရက်ဖြစ်ပါတယ်ဆရာကျွန်တော်ဒီမှာရှင်းနေနေပေါင်းရှင်းက10တင်းနေ9ပေါင်း10ဒီမှာ6တလုံးကျန်နေအတွက်ကြောင့်မို့ ရှောက်ခွန်ရှိအတ္တိကြီးဖြစ်မှာဘောနောရှောက်ခွန်ရှိကြီးဆိုပြီးတော့တွင်ညရာအဒီကနန်း၃လုံးရာနေတာဖြစ်ပါတယ်ဟုတ်ကဲ့ရှောက်ခွန်ရှိကြီးကြရင်တော့၃ဘောနောဒါတွင်ညရာကျွန်တော်မိတ်ဆွေများတည်ရအောင်တွပြပြီးရှင်းတာဖြစ်ပါတယ်ရှောက်ခွန်ရှိအတ္တိကြီးရာတာဖြစ်ပါတယ်ဘောနောပင်ပေါင်း၄၀နဲ့၇ကြိမ်ထိပြည့်ပြီမရှိသဘီချပြီးတော့မှာစွာလေးကစောင့်ကြည့်ရမှာပဲဖြစ်ပါတယ် ဒီရှောက်ခွန်ရှိကီးဒီကျွန်တော်တို့ဒီမှာဒီမှာ ਨੇ ကနန်းတူတယ်ပါနော်ဒီတွင်နည်း ਨੇ ကနန်းတူနေတာဖြစ်ပါတယ်3 5ကီးမှာ၄သလုံး၃များ၄တစ်ခွန်ရှိရှိရှောက်ခွန်၃များရှောက်၃များ၆၆ရှောက်ရှောက်ရှောက်နဲ့ရှောက်ခွန်တည်းတည်းကဲက၆သလုံးရှောက်ရှောက်က၉ရှောက်နဲ့၃များ၄တစ်နင်းနစ်တစ်ဒီမှာ၈တလုံး၈၄၃၈၆၃၂၃၉ခွန်ခွန်၉ခွန်၃၃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 ၃ ဒီမှာတော့အတွက်ဒီအရာ6ခု8ကီးရနေတာဖြစ်ပါတယ်ကျွန်တော်ဒီ300တပင်မှာဆိုရင်နေ34ကီးပေါ့နော်ဒီဘက်မှာကတော့86ကီးဆိုတော့ခွန်3 300ချပေးသွားတယ်ပေါ့နော်ဒီတစ်ပတ်ကတော့ဒီမှာကနန်းတူနေတာဖြစ်ပါတယ်အဲ6ခု8ကီး6ခု8ကီးရနေတာဖြစ်ပါတယ်ခင်ဗျာအဲ့မှာရှစ်တလုံးပူပြီးအသာသွားမလားပေါ့နော် ဘာဖြစ်လို့လဲဆိုတော့ဒီမှာရှင်းလုံးပိန်ဟာလည်းရှိနေတာဖြစ်ပါတယ်နှင်းလုံးပိန်မှာနိနေတိလေးလုံးပိန်မှာရှင်းလေးသုံးရှင်းလုံးပိန်မှာရှင်းချောက်သုံးနှင်းလုံးပိန်မှာနှစ်သုံးများကိုကိုးလုံးပိန်မှာခွန်ခွန်ကိုးပေါ့နော်သုံးညလုံးပိန်ခွန်သုံးညသုံးညသုံးလုံးပိန်သုံးခွန်ခွန်ကိုးလုံးပိန်ရှိကိုးလေးဒီမှာတော့တွင်ရရရှင်းလုံးပိန်ရနေတာဖြစ်ပါတယ်။ Okay ငားအချိန်မှာကျွန်တော်ဒီလေးရှင်းနေကြရတာတွင်မတူပေမဲ့နှမျိုး ရနေတာတူတယ်ဒီလျှောက်ခွန်ရှိကလည်းသွေးနည်းမတူမဲ့ကနန်းရတာရှင်တူရတာနှမျိုးရှိတယ်ပေါ့နော်ဆက်ပြီးတော့ကျွန်တော်ဒီမှာတင်းနည်းတုံးကလည်းအာသွေးနည်းနှမျိုးရှိတယ်ပေါ့နော်ပြီးရင်ရှစ်ကူတုံးများစွာလေးကလည်းသွေးနည်းနှမျိုးရှိတာဖြစ်ပါတယ်โอเคဒါဒီကိုကျွန်တော်ရှုပ်ကြည့်လိုက်တော့ကျွန်တော်အာသုံးလုံးပေါင်းရှင်းပရိတ်ကနေ့3လေးခုနှစ်တာထပ်ပြီးချပြီးသွားခင်မြင်ဆိုရင်တော့၄၈တိရှိမယ် လေးရှင်းနေအားရှိမယ်ပေါ့နော်အကယ်၍အပူရွှင်တော့ကျွန်တော်ခုနှစ်ပြိလေးလေးကို ရှိတာဖြစ်ပါတယ်ကျွန်တော်ဒီမှာဒီတက်ဒီလုံးပိန်အားနေအထဲမှာလည်းပါနေတယ်ပေါ့နော်ဆိုတော့ကျွန်တော်လေးရှင်းနေနေကလည်းလုံးပိန်အားနေအထဲမှာလည်းပါနေတဲ့အတွက်ထပ်ပြီးချုပ်မယ်ဆိုရင်လေးရှောင်းရှိရှိတယ်ပေါ့နော်လေးရှောင်းရှိက3နှစ်3ကီလွတ်သွားတယ်ရှစ်ပရိတ်ကလည်းအာနေထဲမှာလေးပါနေတဲ့အတွက်ကျွန်တော်ဒီလေးရှောင်းရှိကိုအရင်အနေနဲ့သုံးမှာဖြစ်ပါတယ် အဲနောက်ထပ်အနေနဲ့ကျွန်တော်အာနိကနန်းဒီအာနိပရိဒီရှုပ်ကြည့်လိုက်တဲ့အချိန်မှာတော့ဒီလင်းလေးချောင်းရဲ့လင်းလေးရှင်ရဆိုပြီးတော့ဒီနကွက်ရှိမယ်ပေါ့နော်ရှောင်းပရိဖြစ်ပါတယ် sorry ဒီမှာလင်းလေးချောင်းမဟုတ်ဘူးပေါ့နော်လင်းရှောင်းရှောင်းဖြစ်ပါတယ်ရှောင်းတဲ့အချိန်ပေါ့နော်လေးပရိရှောင်းပရိဖြစ်ပါတယ် okay ဒါလေးရှိတာဖြစ်ပါတယ်ခင်ဗျာအကယ်၍ဒီနှစ်3-4ခွန်ပရိဖောက်သွားခင်မယ်ဆိုရင်ပေါ့နော် ီ၄ရှောင်းရှိရဲ့၄ချောင်းချောင်းရဲ့၄၄ရှိရဲ့ကဒီတော့အရင်အနေနဲ့အသုံးပြမှာဖြစ်ပါတယ်၄၄ကိုအသေးပေါ့နော်၄ရှိတိကတေဖြစ်ပါတယ်ကျွန်တော်အာအပရံမှာဖြစ်ပါတယ်ပေါ့နော်ဟုတ်ကဲ့ဒါဒီကျွန်တော်90ရခဲ့နော်ခမန်းထွက်တာရှင်းတာဖြစ်ပါတယ်ခင်ဗျာဒီလေးရှိတိကိုကျွန်တော်ကပို့ပြီးတော့အပြူမှာဖြစ်ပါတယ်ပေါ့နော်၃ break ဆိုပေမဲ့ကျွန်တော်၃ break အကောင်းနေတယ်လို့၃ break အနည်းတွင်နေတယ်မှာလေ ါနေတဲ့အတွက်ကြောင့်မို့ကျွန်တော်50ဖြစ်ပါတယ်ပေါ့နော်โอเคဒါကီအားလုံးပေါင်းချုပ်ဖြစ်ပါတယ်ဒီ၅ကြိမ်မှာဒီနေ့၃ဒလုံး၄၅၆ဒလုံး၈၉ဒုံများဒလုံးကိုဒီနေ့၃လေးခုပြိတာထပ်ပြီးရှာပြီးသွားခင်မယ်ဆိုရင်ပေါ့နော်ဒီကီလေးနဲ့ထပ်ချုပ်တဲ့အချိန်မှာပေါင်းရှင်းလေးနဲ့ထပ်ချုပ်တဲ့အချိန်မှာကျွန်တော်ဒီ၄၈၄တချီပေါ့နော်၄၈၄နေရှိတဲ့ရနေတယ် ကျွန်တော်သုံးလေးပရိတ်ကတော့အားနေနေတလို့အားများထဲမှာလည်းပါနေတယ်ပေါ့နော်ဆိုတော့ကျွန်တော်90 90ဖြစ်ပါတယ်โอเคအားလုံးပဲကံပေးလို့ရကြပါစေခင်ဗျာ